မြန်မာဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါနှစ်ပေါင်း16နှစ်ကြာပြီးတဲ့နောက်မှာတော့အမျိုးသမီးအာရှယူစခွန်ဖလားပြိုင်ပွဲကိုမြန်မာအမျိုးသမီးအသင်းပြန်လည်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပါပြီ အာရှယူစက်ခွန်ပြိုင်ပွဲကိုစုစုပေါင်း6ချိန်အထိကျင်းပပြီးစီးခဲ့ပါပြီ။အဲ့ဒီကျင်းပပြီးစီးခဲ့တဲ့6ချိန်မှာဆိုလို့ရှိရင်မြန်မာအသင်းကတစ်ချိန်ပဲခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။အဲ့ဒါကဘယ်တုန်းကလဲဆိုလို့ရှိရင်လွန်ခဲ့တဲ့16နှစ်2009ခုနှစ်တုန်းကဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကတော့ဒါကျွန်တော်တို့အာရှယူ16အမျိုးသမီးပြိုင်ပွဲဆိုပြီးတော့အမြင်နဲ့ကျင်းပတာဖြစ်တယ်ပေါ့နော်လက်ရှိမှာတော့ဒါကျွန်တော်တို့ AFC U70 Women Asia Cup ဆိုပြီးတော့ဒါနာမည်ပြော ောင်းလဲပြီးတော့ကျင်းပနေတယ်ပေါ့နော်တော့ကိုတော့ကဒါကျွန်တော်မြမလက်ရွေးစဲအမျိုးသမီးအသင်းမှာအဲ့ဒီတန်တန်ထွေးတို့ကစားနေတဲ့အချိန်ဆိုတော့ဒီဒီလူငယ်အသင်းမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဝင်းသိမ့်ကြီးထွန်းတို့ယူပါခိုင်တို့ခစ်လောက်လို့တော့ကျွန်တော်ထင်တယ်အဲ့ဒီ2009လောက်မှာဒါအာရှယူဆက်ခွန်အမျိုးသမီးပြိုင်ပွဲကိုမြမအမျိုးသမီးအသင်းကခြေစစ်ပွဲအောင်မြင်ခဲ့ပြီးတော့တောက်လျှောက်ကျွန်တော်တို့ဒီနော်ထထဝေတို့လက်ထကျွန်တော်တို့ဒီဒေစီအောင်တို့ဤသက်ဖြိုးတို့လက်ထပေါ်တော့တောက်လျှောက် ကျွန်တော်ယူဆက်ခွန်အတင်းကခြေစပွဲအောင်မြင်ခဲ့ခြင်းမရှိဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့လက်ရှိပင်မြန်တို့ရှင်းသက်ဖြူစင်ပြုံးတို့ရဲ့ဒါယူဆက်ခွန်အမျိုးသမီးအတင်းအစုအဖွဲ့ကတော့ဒါကျွန်တော်တို့16နှစ်အကြာမှာပဲဒါအာရှဖလား ပြိုင်ပွဲဝင်ခွင့်ကိုရရှိခဲ့ပြီဖြစ်ပါတယ်။ဒါကလည်းမြန်မာပေါ်လုံးပရိသတ်တွေအတွက်ဝမ်းသာစရာတော်တော်လေးကိုကောင်းခဲ့တယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါကျွန်တော်တို့2025ခုနှစ်ထဲမှာမြန်မာလက်ရွေးစင်ဒါကျွန်တော်တို့အမျိုးသားစီနီယာအသင်း၊ဂျူနီယာအသင်း၊အမျိုးသမီးစီနီယာအသင်း၊ဂျူနီယာအသင်းတွေရောဒါကျွန်တော်တို့အာရှဖလားခြေစပွဲတွေကိုကျွန်တော်တို့ကြာရှုံးခဲ့တာပေါ့နော်ဒါပေမဲ့လည်းဒါကျွန်တော်တို့ဒီ2025ခုနှစ်ရဲ့ဒါနှစ်ကုန်ဘိုင်းလောက်မှာပဲဒါကျွန်တော်တို့ အာရှယူဆက်ခွန်အမျိုးသမီးချစ်စစ်ပွဲကိုတော့ဒါကျွန်တော်တို့မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းကချစ်စစ်ပွဲအောင်မြင်အောင်ကျွန်တော်တို့စွမ်းဆောင်ထားနိုင်ခဲ့တာပါပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိဒီချစ်စစ်ပွဲအောင်မြင်သွားတဲ့မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းကဆိုလို့ရှိရင်တိတ်မကြသေးခင်ကကျင်းပခဲ့တဲ့အာဆီယံယူဆက်6ပြိုင်ပွဲမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ရလက်တွေမကောင်းခဲ့ပဲနဲ့ဒါကျွန်တော်တို့အုပ်စုအဆင့်ကနေပဲထွက်ခဲ့ရတာပါ ကျွန်တော်တို့လက်ရှိမြန်မာအသင်းအုပ်စုနောက်ဆုံးပွဲစဉ်အဆုံးအဖြတ်ကံခဲ့ရတဲ့အင်ဒိုနီးရှားအသင်းဆိုလို့ရှိရင်ပြီးခဲ့တဲ့အာဆီယံ U16 အမျိုးသမီးပြိုင်ပွဲမှာဒါ semi final နဲ့အဆင့်ထိကိုတက်လန်းထားနိုင်တဲ့အသင်းတွေဖြစ်ပါတယ်။အင်ဒိုနီးရှားအမျိုးသမီးအသင်းတွေကကျွန်တော်တို့နောက်ပိုင်းနှစ်တွေမှာထောက်လျှောက်တဟုန်ထိုး တတားလိုက်အသင်းတွေကအစပေါ်တော့တိုးတက်လာတာနဲ့အများဒါကျွန်တော်တို့မြန်မာအသင်းတွေအနေနဲ့လည်းဒါအင်ဒိုနီးရှားအသင်းတွေကိုကစားတဲ့နေရာမှာဒါအရင်တုန်းကတော့လွယ်ကူမနေတော့ပဲနဲ့ဒါခက်ခက်ခဲခဲရှင်းမြန်ကစားရတယ်ဒါကျွန်တော်တို့အဆုံးဖြတ်ပွဲစဉ်မှာလည်းဒါကျွန်တော်တို့မြန်မာအသင်းအနေနဲ့ကဒါတလုံးတဲသောဂိုးနဲ့ဒါကတ်ပြီးတော့ဒါကျွန်တော်တို့အနိုင်ရရှိခဲ့တာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်အုပ်စုနောက်ဆုံးပွဲစဉ်မှာကဒါကျွန်တော်မြန်မာအသင်းအနေနဲ့ကတရေရရရရှိခဲ့မယ်ဆိုရင်တော့မှပဲဒါကျွန်တော်တို့ကခြေစစ်ပွဲအောင်မြင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ကတကူကူမရှိဆိုတဲ့ရလာ ဲ့အနိုင်အနိုင်ရရှိလိုက်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ကပြီးပြည့်စုံတဲ့ခြေစစ်ပွဲအောင်မြင်မှုတစ်ခုဖြစ်သွားတယ်လို့ဆိုရမှာပါအဲ့တော့အခုခြေစစ်ပွဲစဉ်အဆင့်မှာမြန်မာအသင်းအနေနဲ့ဒါစုစုပေါင်းတိုက်စစ်ကနေပြီးတော့ရာကို၈ကိုအထိရရှိခဲ့ပြီးတော့ခန့်စစ်ကတော့ဒါလုံးဝပေးကိုမရှိခဲ့ဘူးပေါ့နော်ကျွန်တော်တို့ရရှိခဲ့တဲ့တွင်ကို၈ကိုမှဆိုလို့ရှိရင်ဒါကျွန်တော်တို့တိုက်စစ်မှုကျွန်တော်ဒီပိုးကရင်မာလေးပေါ့နော်ရှင်းတန်းဖြူစင်ပြုံးကကျွန်တော်တို့တွင်ကို၄ကိုအထိတွင်ယူပေးခဲ့ပြီးတော့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ဒီ ခြေစစ်ပွဲစဉ်အစီအမခြေစွမ်းပြခဲ့တဲ့ဒီကစားသမားတွေကရောနောက်ထပ်ကျွန်တော်တို့ဒီအရှဖလာယူဆက်ခွန်ပြိုင်ပွဲမှာထပ်မံခြေစွမ်းပြနိုင်အောင်လားဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ် ကျွန်တော်တို့အရှယူစက်ခေါ်အမျိုးသမီးပြိုင်ပွဲအတွက်ဒါကျွန်တော်တို့ခြေစစ်ပွဲတွေကိုစုစုပေါင်းကျွန်တော်တို့ဒါအုပ်စု၈စုခွဲပြီးတော့ကျွန်တော်တို့ကျင်းပနေတာဖြစ်တယ်။ဒီအုပ်စု၈ခုကနေပြီးတော့အုပ်စုထိပ်ဆုံးတသိန်းစီကဒါလည်းဒါကျွန်တော်တို့ခြေစစ်ပွဲအောင်မြင်မှာဖြစ်တယ်ပေါ့တော့။အဲ့တော့အုပ်စု A ကဆိုလို့ရှိရင်ဒါကျွန်တော်တို့အာဆီယံဒေသအတွင်းကပဲဖိလစ်ပိုင်အသင်းကခြေစစ်ပွဲအောင်မြင်သွားတယ်။အုပ်စု B ကဆိုရင်ကျွန်တော်တို့လက်ဘနိုခြေစစ်ပွဲအောင်တယ်။အုပ်စု C ကဆိုရင်ဒါကျွန်တော်တို့မြန်မာအသင်းကခြေစစ်ပွဲအောင်တယ်။အုပ်စု D ကဆိုလို့ရှိရင်ကျွန်တော်တို့အာဆီယံဒေသအတွင်းကပဲ BNN ်သင်းခြေစပွဲအောင်တယ်အုပ်စု E ကဆိုလို့ရှိရင်ဒါကျွန်တော်တို့ Australia အသင်းခြေစပွဲအောင်တယ်အုပ်စု F ကဆိုလို့ရှိရင်ကျွန်တော်တို့ Thai အသင်းကခြေစပွဲအောင်တယ်ကျွန်တော်တို့အုပ်စု G ကဆိုလို့ရှိရင်ကျွန်တော်တို့ အိန္ဒိယတဲ့ချစ်စပွဲအောင်ပြီးတော့အုတ်စု H ကတော့ကျွန်တော်တို့တရုတ်တိုင်ပေယူဆက်ခွန်အမျိုးသမီးအသင်းတွေကဒါအသီးသီးချစ်စပွဲတွေကိုအောင်မြင်သွားပြီဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီချစ်စပွဲအဆင့်ကနေပြီးတော့အောင်မြင်သွားတဲ့အသင်း၈အသင်းနဲ့ဒါဓာတ်ရိုက်ချစ်စပွဲအောင်မြင်ထားတဲ့အသင်း၄အသင်းပေါ့နော်စုစုပေါင်း၁၂အသင်းကဒါနောက်ဆုံးအဆင့်ပြိုင်ပွဲတွေကိုရှင်ပြိုင်ကစားမှာဖြစ်တယ်အဲ့တော့ဓာတ်ရိုက်ချစ်စပွဲအောင်မြင်ထားတဲ့အသင်း၄အသင်းကဘယ်အသင်းတွေလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့အိန့်ရှင်တရုတ်အသင်း ပြီးတော့လို့ရှိရင်ဒါကျွန်တော်တို့ပြီးခဲ့တဲ့2024ပြိုင်ပွဲတုန်းကလက်ရှိချန်ပီယံဖြစ်တဲ့မြောက်ကိုရီးယားအသင်းဒုတိယဆုရခဲ့တဲ့ဂျပန်အသင်းတတိယဆုရခဲ့တဲ့တောင်ကိုရီးယားအသင်းတို့ကတော့ဒါတိုက်ရိုက်ချစ်စစ်ပွဲအောင်မြင်ထားတာဖြစ်တယ်ပေါ့နော် ဲ့တော့အာရှဖလာချစ်စစ်ပွဲနောက်ဆုံးအဆင့်မှာတော့တကယ်ပြိုင်ပွဲအဆင့်မှာတော့ဒါကျွန်တော်တို့မြန်မာအသင်းအနေနဲ့ကတကယ်ဟိုမှာအာရှဒေသကတကယ်ဟိုအမျိုးသမီးအသင်းတွေထဲမှာတကယ်ဟိုအင်အားကောင်းတဲ့အသင်းတွေနဲ့ပဲရှင်မြန်းရမှာဖြစ်တယ်လို့ဒါကျွန်တော်တို့မြောက်ကိုရီးယားအသင်းပေါ်တော့လက်ရှိချန်ပီယံမြောက်ကိုရီးယားယူဆက်ခွန်အသင်းဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့2024ခုနှစ်ယူဆက်ခွန်ကမ္ဘာဖလာချန်ပီယံဖြစ်ထားတဲ့အသင်းမှာ အဲ့တော့ဒါပေမဲ့လည်းဒီကမ္ဘာဖလားချန်ပီယံဖြစ်ထားတဲ့အသင်းကကစားသမားတွေကဒါအသက်ကျော်သွားတဲ့အတွက်ကြောင့်လို့ဒီပြိုင်ပွဲမှာမပါဝင်တော့ဘူးဆိုပေမဲ့လည်းဒါကျွန်တော်တို့ကမြောက်ကိုရီးယားအသင်းဆိုတာဒါကျွန်တော်တို့လက်ရှိအာရှတိုက်ထဲမှာဒီယူဆက်ခွန်အသင်းတွေထဲမှာမြောက်ကိုရီးယားအသင်းကအကောင်းဆုံးအသင်းတစ်သင်းဖြစ်နေတယ်။သူ့နောက်မှာတော့ဒါကျွန်တော်တို့ဂျပန်နဲ့တောင်ကိုရီးယားရှိရပါတော့။အဲ့တော့ကျွန်တော်တို့မြန်မာအသင်းနေနေခါရော ဒီအသင်းတွေတဲကဖဲအသင်းနဲ့များတအုပ်စုတယ်ကြာမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ဒါကျွန်တော်တို့တရုတ်နိုင်ငံကအင်ရှင်အဖြစ်နဲ့လာမယ်2026ခုနှစ်ဧပြီလ30ရက်နေ့ကနေပြီးတော့ကျွန်တော်တို့မေလ18ရက်နေ့အထိလက်ခံကျင်းပသွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့စုစုပေါင်းချစ်စစ်ပွဲအောင်မြင်လာတဲ့အသင်း၁၂သင်းကို၄သစ်စီပါတဲ့အုပ်စု၃ခုခွဲပြီးတော့ဒါကျွန်တော်တို့ရှင်ပြိုင်ကစားမှာဖြစ်တဲ့တအုပ်စုကနေပြီးတော့ကျွန်တော်တို့အနည်းဆုံး၃သင်းစီလောက်ကနောက်တစ်ဆင့်ကိုတက်ရောက်ခွင့်ရမှာဖြစ်တယ် အဲ့တော့ကျွန်တော်မြန်မာအသင်းအနေနဲ့ကဒါလက်ရှိမှာတော့ခြေစစ်ပွဲအောင်မြင်သွားပြီနောက်ဆုံးအဆင့်မှာတော့ဒါတကယ်ဟုတ်မှာ ာရှရဲ့ဒိဋ္ဌိကျေအသိတွေနဲ့ရှင်ပြန်ကစားရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့လွယ်ကူနေမှာတော့မဟုတ်ဘူးလက်ရှိကျွန်တော်တို့မြန်မာယူဆက်ခွန်အမျိုးသမီးအစုအဖွဲ့ကလည်းဒါပင်မြင့်ရန်တို့ရှင်သန်ဖြူစင်ပြုံးတို့ရဲ့ဒါခြေစွမ်းခြေစာကောင်းမွန်မှုနဲ့အတူဒါပရိသတ်တွေအတွက်ဒါအာရကျင်းနဲ့ဆရာကောင်းလောက်တဲ့ခြေစွမ်းမျိုးကိုပိုင်ဆိုင်ထားတယ်အဲ့တော့ကျွန်တော်တို့ဒီတကယ်ပြိုင်ပွဲလာဖို့အတွက်ကလည်းကျွန်တော်တို့ဂျားထဲမှာအချိန်ကကျွန်တော်တို့၅လလောက်ရသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြင်ဆင်ချိန်ကောင်းကောင်းရတယ်အဲ့တော့ကျွန်တော်တို့ဒါနောက်ဆုံးအဆင့် ပြိုင်ပွဲ မစတင်ခင်မှာကျွန်တော်တို့မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းဒါအကောင်းဆုံးပြင်ဆင်နိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ကလာမယ်2026ခုနှစ်ထဲမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီမြန်မာလက်ရွေးစင်စီနီယာအမျိုးသားအသင်းအမျိုးသမီးအသင်းဂျူနီယာအမျိုးသားအသင်းအမျိုးသမီးအသင်းတွေရဲ့ဒါအာရှဖလားအာရှအဆင့်ပြိုင်ပွဲတွေမရှိပေမဲ့ဒါယူဆက်ခွန်အမျိုးသမီးအသင်းကတော့ဒါအာရှအဆင့် ပြိုင်ပွဲတစ်ပွဲကိုဆင်နွှဲသွားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့မြန်မာဘောလုံးခြေပရိသတ်တွေကလည်း2026ခုနှစ်ထဲမှာဒါအာရှအဆင့်ပြိုင်ပွဲတွေကိုအားပေးရအောင်မှာဖြစ်ရပါတော့။တလက်စားရဲပဲဒါကျွန်တော်တို့မြမအမျိုးသမီးဘောလုံးလောကရဲ့ဒါတဖြည်းဖြည်းနဲ့ပေါ်တော့အတက်ဖက်ကိုဆောင်းလာပြီးတော့တောက်လျှောက်ကိုပေါ့နော်တောက်လျှောက်ကြီးကိုဒါကျွန်တော်တို့ဘယ်လိုပြောရမလဲအကောင်းဘက်ကိုဆောင်းလာတာပေါ့နော်ကျွန်တော်တို့မြမလက်ရွေးစင်အမျိုးသမီးအသင်းရဲ့ပြီးခဲ့တဲ့အာဆီယံဖလားမှာဒုတိယဆုရခဲ့တဲ့အောင်မြင်မှု နောက်ဆက်တွဲပေါ့နော်ကျွန်တော်တောက်လျှောက်မြန်မာအမျိုးသမီးလီးကလည်းတဟုံထိုးပရိသတ်တွေရဲ့စိတ်ဝင်စားမှုရလာသလိုဒါပြီးခဲ့တဲ့ခြေစစ်ပွဲတွေမှာစီနီယာအသင်းနဲ့ဂျူနီယာအမျိုးသမီးအသင်းတွေခြေစစ်ပွဲကြဆုံခဲ့ပြင်မဲ့ဒါကျွန်တော်တို့ယူဆက်ခွန်အမျိုးသမီးအသင်းလေးကတော့ကျွန်တော်တို့ဒါအာရှအဆင့်ခြေစစ်ပွဲကိုအောင်မြင်ခဲ့ပြီဖြစ်တယ်ဒါဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒါဖြည့်သိမ့်စရာတခုဖြစ်သွားတာပေါ့เนาะကျွန်တော်2025ခုနှစ်ထဲမှာကျွန်တော်တို့တခြားကျွန်တော်တို့ဒီမြန်မာလက်ရွေးစင်အသင်းတွေရဲ့ဒါကြာချုံမှုတွေကိုဒါ မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းလေးတွေကဒါကျွန်တော်တို့ဖြည့်သိမ့်ပေးလိုက်ပြီပေါ့နော်အဲ့တော့ဒါမြန်မာအမျိုးသမီးဘောလုံးလောကရဲ့ဒါတိုးတက်လာတဲ့တိုးတက်မှုအဟုန်ကလည်းကြောက်ခမန်းလိလိဖြစ်တယ်အဲ့တော့ဒီအချိန်လေးကိုလည်းကျွန်တော်တို့ကဆက်လက်ထိန်းသိမ်းထားစေခြင်းနဲ့ပြီးတော့လို့ရှိရင်ကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ လာမယ့်17လပိုင်းတဲမှာဆိုလို့ရှိရင်လည်း ISP အသင်းရဲ့ဒါကျွန်တော်တို့အာရှချန်ပီယံလီပွဲစဉ်တွေရှိနေတယ်17လပိုင်း17လပိုင်းတဲမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကြီးရဲ့ဒါစီကိန်းပြိုင်ပွဲရှိနေတယ်လို့မျိုးဒါ U23 အမျိုးသားအသင်းရဲ့စီကိန်းပြိုင်ပွဲလည်းရှိနေတယ် ပြီးသွားလို့ရှိရင်ဒါကျွန်တော်2026ခုနှစ်ထဲမှာဆိုလို့ရှိရင်ဒါအာရှအဆင့်ပြိုင်ပွဲတွေရှိနေရပေါ့နော်အဲ့တော့ကျွန်တော်မြန်မာဘောလုံးချစ်ပြိသက်တွေကိုဒါမြန်မာ U18 အမျိုးသမီးအသင်း၄အနေနဲ့ဒါကျွန်တော်တို့ကိုဒီကြာရှုံးမှုတွေကြားထဲမှာမှဒါပျော်ရွှင်မှုတစ်ခုပေးလိုက်တဲ့အတွက်ဒါကျွန်တော်အနေနဲ့ကျေးဇူးအရမ်းတင်တယ်ဒါမြန်မာ U18 အမျိုးသမီးအသင်းအတွက်လည်းအထူးပင်ခုံယူမွမ်းမြောက်ပါကြောင်းကျွန်တော်ဒီဗီဒီယိုလေးနဲ့ပြောကြားလိုပါတယ်ဗျာ မြမဘောလုံးလောကနဲ့ပတ်သက်တဲ့သတင်းအချက်အလက်အကြောင်းအရာတွေကိုအမြဲတမ်းသိရှိချင်တယ်ဆိုရင်လို့ရှိရင်တော့ကျွန်တော်ရဲ့ BDTV ဆိုတဲ့ channel လေးကို subscribe လုပ်လေးနဲ့ထားဖို့မမေ့ကြပါနဲ့ဦးဗျာ။